င်္ဂလာပါရှင်ဆရာတင့်တယ်ဘာသာပြန်ရေးသားထားသောမြစ်တာအတင်ကျေအပိုင်း30ကိုတင်ဆက်ပေးပါမယ်ရှင်မေဤသည်ဘာမောက်တောင်တန်းပေါ်မှာတာမော့စကန်တစ်ခုဖြစ်သောမန်ချက်စတာမြို့သို့များစွာ ခြေနှက်၍ပျော်ပိုင်းလျက်ရှိနေလေသည်ဤမျိုးကလေးသည်မိမိဤစာတီးဖြစ်သောလက်စင်တန်မြို့ကို ပြန်လည်တရိယာစီလျက်ရှိနေပေသည်မြို့ဤအစဉ်အပြင်မှာလည်း ညာစွာကြည်ပျော်ရှုပျော်ရှိနေလေရာတားကလေးတဲရီသည်လမ်းမကြီးများကိုညာစွာသဘောချဖြင့်နေပေသည်မေသည် တဖြည်းဖြည်းအပန်းပြေကစိတ်ငြိမ်သမှုရလာ၏တန်ရှင်းသော တောင်မော်လေသည်မေဤနှလုံးကို ကြည်လင်စေလေသည် လင်ကုန်းထံမှလည်းစာများမကြာခဏရောက်လျက်ရှိနေလေသည် စာရဆောင်မှာ အောက်ပါအတိုင်းဖြစ်လေသည်အင်ဖြူတော်ဝါရှင်တန် ဩဂုတ်လ၈ရက်1863ချစ်စနီတားကလေးဒယ်ရီကို ပြောလိုက်ပါကွယ်သူ့အချစ်ဆုံးစိတ်ကလေးနာနီဟာအိမ်ကပျောက်သွားတယ်အိမ်ဖြူတော်မှာလုံးဝရှာမတွေ့တော့ဘူးဝါရှင်တန်မှာတိတ်ပြီး၆သိပူပြင်းနေတော့မယ်ကင်တက်ကီနယ်ကရွေးကောက်ပွဲမှာ အများကြီးအားကြစရာပဲကရစ်တင်တန်တည်သွားလို့ကက်စီယက်ကလေးရဲ့အကိုဘရူးတက်ကလေးကိုဒုဘကဝင်ပြီးအရွေးခံတာအနိုင်ရခဲ့တယ်ကဲတော်သေးပြီး ချစ်ခင်စွာနှင့်အေးလင်ကွန်တယ်ရီသည်တောင်ပေါ်စကမ်းမြို့တွင် သူနှင့်ရွယ်သူကစားဖော်များကို တွေ့ရ၏ရောဘတ်သည်သူ့မိခင်မေရီကို အထူးကယူဆ၏တောင်ပေါ်လန်ထင်းရှုပင်ရိပ်များအောင်၌မြေထမောင်းက နေရာအနိုင်လိုက်လံပို့တနေ၏အိမ်လာသာဆောင်နှထိုင်ကမိခင်ကိုအပြင်းပြေထက်သည် မေရီသည်ဝါရှင်တန်မြို့တော်နှင့်ပတ်သက်သောစာအုပ်စာတမ်းများကို အများအပြားတည်ယူဖတ်ရှုနေ၏။အင်ဖြူတော်ဤသမိုင်းကိုလည်းလေးလာလျက်ရှိနေလေသည်။အင်ဖြူတော်သမိုင်းမှာကကျေကွဲဖွယ်ရာအခန်းများနှင့်ပြည့်နေနေ၏။သမရအင်ဒရုဂျက်ကဆန်ဤစနီသမရကရောရက်ချက်ဂျက်ကဆန်မှာ1828ခုနှစ်သမရရွေးပွဲတွင် အကြီးအကျယ်ဝေဖန်ခြင်းခံရ၍တည်သွား၏။ဂျက်ကဆန်သည် ရှစ်နှစ်တိုင်တိုင်တကူတော်သမရအဖြစ်နှင့်နေ၍သွားရရှာ၏။ နောက်တက်သောတမရဟင်နရီဆန်သည်အင်ဖြူရော်သို့ရောက်ပြီးတလကြာ၌အနှိမ့်ဆရောက်ခဲ့သည်တမရဂျွန်တေလာ၏ဇနီးသည်တမရကတော်ဖြစ်လာသောအခါမမာ၍နေပြီးမကြာမီသေးခဲ့၏တမရစာချရီတေလာသည်တမရဖြစ်ပြီးတနှစ်ခွဲအကြာတွင် အင်ဖြူရော်၌ပင်တည်၏တမရကတော်မစ္စစ်ဖီမိုသည်လေးနှစ်တိုင် အင်ဖြူရော်၌လူမမာဖြစ်နေပြီးမှ အင်ဖြူရော်မှဆင်းပြေးရသည့်တွင် ော်တယ်၌တရား၏နောက်သမရကတော်မစ္စစ်ဖရန်လက်ပီးယားမှယထာမောက်၍ဒဏ်ရာရပြီးတားကလေးပါဆုံးခဲ့ရ၏။အော်ဂိုလာသည် ကုံသွား၏။လင်ကွန်းထံမှစာအလာနေသွား၏။လာသောကျင်းနှင်းများတွင်လည်းစစ်သည်င်းတွေကသာ ပို၍အများနေလေသည်။တစောင်း၌ဤသို့ပါလာ၏။ဝါရှင်တန်အော်ဂိုလာ29863အားလုံးကောင်းသည်။ ဆက်ပတာခန္ဓာကိုဖြိုနိုင်ပြီးရန်သူရှုံးဤဆက်ပတာခန္ဓာရောဝကနာခန္ဓာပါ တက်မတော်ကတင်ထားပြီးဘူချုပ်ကီမိုကတပုံမျိုးတော်ချားစတန်မျိုးကိုအမြောက်နဲ့ပြစ်နေဤအေးလင်းကွန်နောက်တစ်ဆောင်ကဤတို့ဖြစ်ဤဝါရှင်တန်စက်တင်ဘာလ6ရက်1863တရင်မထူဘူချုပ်ပန်းဆိုင်ကနော်ဖီမျိုးကိုတင်သည် အေးလင်ကွန်တားဖြစ်သူရောဘတ်ဒီဘော့စတိုမြို့သို့ပြန်သွားရ၏လင်ကွန်ထံမှအားလုံးကောင်းသည်ဆိုသောစလုံးများမှသာပါသောကျင်းတဲ့အတူများသာလာသည်မင်းဤသည်လင်ကွန်မိမိအပေါ်၌တွေးအေး၍မိလျက်နေပြီလောဟုတွေးတော့ပူပန်နေမိပြန်သည်ထို့ပြင်ယာသည်ဥဒုကအေးလာ၍မင်းဤသည်တခါတွင်အေးမိပြန်သည်ထို့ကြောင့်မင်းဤသည်နူးရောက်သို့ဆင်းနေသည် လင်ကွန်းက ပြန်ခဲ့တော့ဟုခေါ်မှဝါရှင်တန်သို့ပြန်ပြီးဟုဆုံးဖြတ်လိုက်လေသည်သို့ဆောင်ဆိုင်နေစေ၌မေဤသည်အင်ဖြူတော်သို့ပြန်ရောက်ပါကမိမိ၏စိတ်အနေထားနှင့်အနေအထိုင်ကိုပြုပြင်ပါတော့မည်ဟုဆုံးဖြတ်လိုက်လေသည်လင်ကွန်းထံမှဝါရှင်တန်သို့ပြန်ခဲ့ဖို့အကြောင်း လွမ်းဆွကြောင်းစာတဆောင်ရောက်လာ၏ထွက်ခါမေဤကသူ့အားဘယထားတွင် လာကြပါဟု စာပြန်လိုက်လေသည် နယူးယောက်ဘူတာယုံသို့တွားအံဆန်းဆဲတွင်တန်ကျိုးတဆောင်ရောက်လာပါ၏လင်ကွန်းထံမှဖြစ်ပေသည် ထိုတန်ကျိုး၌တက်မတော်ဘူချုပ်ရော့စ်ဂရန်နှင့်တပုံဘူချုပ်ပရဲတို့ချီကာမော့ကရက်မှတိုက်သည်ဒိုးဘက်မှအထင်နာသည် သို့တော်တပုံဘက်ကတိုက်နေသောမင်းရမန်ဘင်ဟာတင်ဟင်းကြာသွားသည်ဟူ၍ပါလာ၏ဘင်ဟာတင်ဟင်းမှာမေအီးညီမအမီလီအီခင်မွန်းဖြစ်သည် ။ချင်းညီမကလေးအမီလီမှာမုံဆိုးမှဖြစ်ရရှာချေပြီ။မေးမှာအတန်ထွက်၍မငုံမိအောင် မျိုးသိမ့်နေရ၏။သူတွင် မောင်များဖြစ်ကြသောဆင်မြူရဲ့အလက်ဇန်းနာ၊ဒေးဗစ်နှင့်မက်ကလေးပင်ဟာတဟင်းတို့ကိုပြည်ရင်းစစ်တွင်ဆုံရှုံခဲ့ရလေပြီ။ပြည်ရင်းစစ်မပြီးခင် ရွှေတိုင်းမျိုးတိုင်းအားလုံးပင်တရားရမည်လော။သောသောဘုရားတို့ထွက်ခဲ့ရ၌မေဤသည် အပူလုံးကို ဖုံးပြီးကအိန္ဒြေမပြဲထွက်ခဲ့ရပေသည် ဝါရှင်တန်ရှိအင်ဖြူတော်တို့မေယီပြန်၍ရောက်ခဲ့ပြီဖြစ်၏မေယီသည်နယူးယောက်မြို့တွင် ဝဲခဲ့သောဝိယုံကိုဝှထား၏လင်ကုန်းသည် မေယီအနီးတွင်လာ၍ထိုင်လေသည် လင်ကုန်း၏မျက်နှာမှာခြောင်၍ကျနေတော်လဲသွေးရောင်တက်၍နေသည်ကိုမိရောင်၌မေယီတတိထားမိလေသည် မေဤပားပြင်များ၌သွေးအားတက်ခါနေမြန်းနေသည်ကိုလည်းလင်ကုန်းကတတိထားမိ၏အလက်ခွင့်ယူလိုက်ရသောကြောင့်မေယီသည် အင်အားပြဖြိုးနေလေသည် မေဤသည်အင်ဖြူတော်သို့ရောက်ရသည်ကိုကျဉ်တတ်နေ၏လင်ကုန်း၏အနီးသို့ပြန်ရောက်ရသည်မှလည်းဝမ်းသာပွဲ ဖြစ်နေလေသည် လင်ကုန်းသည်လွန်ခဲ့သောနှစ်လအတွင်းကအဖြစ်အပျက်များကိုမေဤအားပြောပြနေလေသည်မေဤအမိကကိုစီမှာကုသန်သွားလာခွင့်လက်မှတ်တောင်းနေတဲ့ဘုံနယ်ကအက်ဒလန်ဘာမျိုးကို ွားပြီးအမီလီနဲ့ကလေးနှစ်ယောက်ကိုလက်စင်တန်မျိုးကိုခေါ်ခြင်းလို့တယ်ကိုလည်းလက်မှတ်ထုတ်ပေးလိုက်ပါတယ်ကျေးဇူးပါပဲအိဗရာဟင်ရှင်ဟာကျမရဲ့မိသားစုအပေါ်မှာအမြင်ကောင်းခဲ့ပါပြီတဲ့ဟု မေယီကပြောလိုက်၏စီရင်စီရမာက အခြေအနေဆိုးရွားစေဖြစ်နေ၏ဘိုဂျိုရော့စ်ဂရန်ရှစ်ဆုံးရခြင်းသည် မရှုံးသင့်မဲရှုံးရခြင်းဖြစ်၏ရော့စ်ဂရန်သည်တပုံတက်ကိုနင်း၍လိုက်ရ၌စစ်ကြုံကအထိနာခဲ့ခြင်းဖြစ်၏ ထို့ကြောင့်လင်ကွန်းကရော့စ်ဂရန်ကိုယာတို့ကချမယ်တို့ဘက်မှာစစ်ကိုနိုင်အောင် တိုက်ပေးနိုင်တဲ့ဗိုလ်ချုပ်ဟာယူလီစီဂရန်တယောက်ပဲရှိတယ်သူ့ကိုမစ္စဆီပီတပ်မတော်မှာခန့်ရမယ်ဟုပြောလိုက်လေဤနိုဝင်ဘာလလှည့်တနေ့တွင် လင်ကွန်းသည်တတော်သည်တလုံးကိုကိုက်ရင်မေးဤအနာတော်ရောက်လာ၏လင်ကွန်းကလွတ်တော်အမတ်ဆမနာက ပြောတယ်မေး ကျုပ်ဟာကျုပ်တို့ရဲ့ပြည်တွင်းစစ်နယ်ပတ်သက်ပြီးကျုပ်တို့ရဲ့ရွေချက်တွေကိုလူလူသိအောင်ဟောပြောဖို့ကောင်းတယ်။သူ့စီကိုအဲ့ဒီလိုတိုက်တွန်းတဲ့စာတွေရောက်တယ်။ဒီတော့ခုလ19ရက်နေ့မှာစစ်တင်းချိုင်းတစ်ခုတရဏဂုံတင်ပွဲလုပ်လိမ့်မယ်။အဲ့ဒီမှာကျုပ်သွားပြီးစကားပြောရလိမ့်မယ်။ကျုပ်လည်းအခုဆိုရင်လူလူစကားဟောပြောပွဲမလုပ်တာကြားခဲ့ပြီ။ဒါပေမဲ့ဒီအချင်းကအချင်းကောင်းပဲ။ပြောဖို့စကားတွေကိုတော့စဉ်းစားထားပြီးဟုပြောလိုက်၏။လင်ကုန်းသည် ပွဲ၌ထိုင်ပြီးနောက်ဆောင်ရွက်များကိုယူကားသူပြောကြမည်မင်ကွန်းကို ရေးသားစာပြု၏စာနှွေးရေးပြီးသောအခါလင်ကွန်းကမေဤအားလှမ်းပေး၏တိုးတော့ခတ်တော့တော့ပဲဒါပေမဲ့ကြုတ်ပြောခြင်းနဲ့အချက်အလုံးတော့ပါပြီယထာဘောကြမှာနင်းနင်းထပ်ပြီးပြင်းတင်နာကလေးတွေကိုပြင်ရမယ်ဟု ပြောလိုက်၏မေဤသည် စာရွက်များကိုဖတ်၍ကြည့်လိုက်၏လွန်ခဲ့သော89ခုနှစ်အချိန်က ကျုပ်တို့ဘိုးဘွားများသည်ဤနေရာသို့လာရောက်၍ အမျိုးသားတရားအဖြစ်ထူထောင်ခဲ့ကြသည်ထိုအမျိုးသစ်တရားထူထောင်ရ၌လွတ်လပ်ခွင့်နှင့်အတူဖျားသခင်သည်လူတိုင်းကိုအခွင့်အရေးတူညီမျှစွာဖြင့်ဖန်ဆင်းခဲ့သည်ဟုသောအယူအဆဖြင့်ထူထောင်ခဲ့ကြပေသည်ယခုအခါ၌ကျုပ်တို့ပြည်တွင်းစစ်ကြီးကိုတိုက်ခိုက်လျက်ရှိနေကြ၏ထိုပြည်တွင်းစစ်သည် ကျုပ်တို့၏အမျိုးသားထူထောင်ရ၌လက်ခံယုံကြည်ခဲ့သောအယူအဆသဘောတရားများအတွန့်ရှည်စွာတည်နိုင်မတည်နိုင် စမ်းသက်သောစစ်ပွဲကြီးပင်ဖြစ်လေသည်ကျုပ်တို့သည်စစ်ပွဲကြီးများကိုစင်ရင်လျက်ရှိကြ၏စစ်မြေပြင်ကြီး၏တစိုက်တည်းသားဖြစ်သောနေရာတွင်ကျုပ်တို့လာရောက်တွေ့ဆုံရပေသည်ကျုပ်တို့သည်ဤမြေခွက်ကိုတရဏဂုံတင်၍အာဇာနီဗိမှန်အဖြစ်သတ်မှတ်ကြပေတော့မည်ဤအာဇာနီဗိမှန်တွင်မြုံနှံ၍ထားရတော့မည်ဖြစ်သော အာဇာနီတို့သည်ပြည်တော်စုကြီးတည်မြဲ၏အတွေ့သူတို့၏အသက်များကို ဆွလို့သွားကြရပြီသည်ကျုပ်တို့သည်တရဏဂုံတင်သည့်အခမ်းအနားကို ယခုတက်နိုင်သမျှစီကံကြနာစွာဆောင်ရွက်လျက်ရှိကြ၏သို့သောကြဆုံးနေပြီးသောအာဇာနီတို့အားချီကျူး၍ဒါမြေတိအခါများကုံနံမည်မဟုတ်ဤမြေခွက်ကို အာဇာနီဘိမှန်အဖြစ်ဖြင့်အာဇာနီတို့အားကျုပ်တို့ကပြည့်အပ်ခြင်းသည် ဘာမှမကြည့်ချေသေးကြဆုံးနေပြီးသော အာဇာနီတို့၏မုံမြတ်သောရွယ်ချက်အတိုင်း ပန်းနိုင်တို့ရအောင်ကျုပ်တို့ဤကိုအားစေအားကိုပေးအပ်ဆောင်ရွက်ပါမှာကျုပ်တို့သည် အာဇာနည်တို့အားလေးစားရာရောက်ပင်မည်လူမှုအတွေ့လူမှုကိုယ်တိုင်ကအုပ်ချုပ်သောလူမှုအစိုးရဟူ၍ဒီမိုကရေစီလွတ်လပ်ခွင့်ပေးထားသည်ဤမြေပြင်ပေါ်မှာမပြောက်ပြက်ရအောင် ကျုပ်တို့သည် အာဇာနည်တို့ဤရွယ်ချက်အတိုင်းစူးစမ်းဆောင်ရွက်နိုင်ကြပါစေတည်းနောက်တစ်နေ့နဲ့တွင် လင်ကွန်းသည် ကက်ဒီစပက်မြို့သို့သွား၏ပြန်၍လာသောအခါတွင် မေယီသည် ဆောင်းရွက်ကြ၏လင်ကွန်း၏မျက်နှာမှာများစွာစိတ်တုံလုံးချောက်ချနေပုံရလေသည်ခီးပန်းလာသည်ဖြင့်လင်ကွန်းသည်ခက်ဆော့ဆော့ပင်အိပ်ယာဝင်၏နောက်တစ်နေ့နဲ့နဲ့တွင် လင်ကွန်းသည်ကြောက်ဖြူပေါက်၍နေသည်ကိုတွေ့ရ၏ဆရာဝန်များနှင့်ဝိုင်းဝန်းကြမှတ်ကူတာပေးရလေသည်ထို့မနက်တွင် မေယီမိတွင်နှင့်အမီလီတို့သည် ။တဘုံတို့ကြီးစိုးရဒေတာမှနေ၍ပြည်တော်စုအစိုးရနေတဲ့သို့ဝင်လာရာအခက်အခဲတွေ့ရနေပြန်၏။အမီလီသည်တဘုံစစ်ဘုံဇနီးဖြစ်သည်။ပြီးမှလေကုန်းအစိုးရ၏နေတဲ့သို့ဝင်လာရာပြည်တော်စုကတစ္ဆာကို မကြိမ်ဆိုဘဲနေ၏။ထို့ကြောင့်လင်ကုန်းကိုယ်တိုင်ကဆိုင်ရာတို့အားတန်ကြိုးရိုက်၍ဝါရှင်တန်သို့အမီလီကိုခေါ်ယူရလေသည်။မေရီသည်အမီလီနှင့်တွေ့ရသဖြင့်များစွာဝမ်းသာ၍နေ၏။ သို့တော့အမ်လီမှာသဘုံတက်ဖို့ဤဇနီးဖြစ်သောကြောင့်သတင်းစာများက၎င်းအစိုးရအရာရှိပိုင်းကတော့၎င်းအင်ဖြူတော်တွင်နေသည်ကို မနှင်းမြှုပ်လှခြင်းလွှတ်တော်အမတ်များကလည်းအမ်လီအားသဘုံပိုးဤဇနီးဖြစ်သည်ဖြင့်အင်ဖြူတော်တွင်နေသည်ကို မကြည်နိုင်ကြပေ လင်ကုန်းနှင့်မေရီတို့သည် အမ်လီနှင့်ပတ်သက်၍အမျိုးမျိုးဝေဖန်ခြင်းခံ၍နေကြရပေသည် နောက်ဆုံးတွင် အမ်လီမှာမိမိဆက်လက်၍ အင်ဖြူတော်တွင်နေထိုင်ပါကဖြစ်တော်မီမဟုတ်ကြောင်းနားလေရကလက်စင်တန်မျိုးတို့ပြန်သွားရရှာပေသည်1864ခုနှစ်တွင် နိုင်ငံရေးကိစ္စများကလှုပ်ရှား၍လာပြန်၏ဤနှစ်တွင်တမရရွေးကောက်ပွဲကျင်းပရမည်ဖြစ်၍ဒီမိုကရက်ပါတီနှင့်ရီပါဘလစ်ကင်ပါတီတို့သည် အပြန်အဆိုင်ညီလာခံများကျင်းပကာတမရလောင်းကိုရွေးချယ်လျက်ရှိကြလေသည် ီတော်စုတံများကတဘုံတို့အားဆစ်ဆုံးနေရသဖြင့်အတိုင်းခံပါတီဖြစ်သောဒီမိုကရက်တစ်သည်နယ်ရုံးတွင် လင်ကွန်း၏ရီပါဘလစ်ကင်ပါတီထဲပုံမှုံ၍အင်အား တောင့်တင်းလာကြပေသည်ဒီမိုကရက်တို့ကဘယ်နည်းနည်းမဆိုငြိမ်းချမ်းရေးရစေမည်ဟုသောကျွေးကြော်တံဖြင့်ဗိုလ်ချုပ်မက်ကလီလန်အားတမတော်အဖြစ်ရွေးချယ်ရန်ဆိုင်းပြေးနေကြ၏ရာသီဥတုမှာຫນွေဥဖြစ်ရာမိုးလေဝသအခြေအနေမှာများစွာမကောင်းသေးချေ စစ်မှလည်းရေရှည်ဆွဲလျက်ပင်ရှိသေး၏ထို့ကြောင့်လင်ကွန်းနှင့်မေရီတို့သည်ပြားဆက်များကိုတွား၍အပြင်းပြင်းလျက်ရှိကြ၏ပြားဆက်ယုံများသည်တမရအတွေ့တီးတဲ့နေရာများထား၍ပြေးလျက်ရှိကြပေသည်မေရီသည် အင်္ဂါနေ့နေပိုင်းတွင် မိတ်ဆွေများအားအင်ဖြူတော်တို့ဖိတ်ခေါ်၍ဧကန်လျက်ရှိရာတနေ့တွင်လင်ကွန်းကစစ်ဘိုတဦးကို အင်ဖြူတော်တို့ခေါ်လာ၏ထိုစစ်ဘိုမှာအခြားမဟုတ်ဘူဂျော ယူလီစီဂရန်ပင်ဖြစ်လေသည် လင်ကွန်းကဂရန်အားတက်မတော်ပေါင်းစုံတေနာပရိအဖြစ်ခန့်အပ်၏မေဤသည်ဗိုလ်ချုပ်ဂရန်အားဂုံပြူညသာစားပွဲတပွဲကျင်းပရန်စီစဉ်၏သို့သောဂရန်သည်စစ်မြေပြင်အတွက်အရေးကြီးနေသောကြောင့်စစ်မြေပြင်သို့ပြန်၍သွားရလေသည်များမကြမီပင်တရင်ကောင်းများကိုကြားရ၏ဗိုလ်ချုပ်ဂရန်သည်ပိုတိုမတ်တက်မတော်ကို ပြန်လဲ၍အသည့်စီယုံပြီးနောက် ဒဘွန်ဘိုဂျုံရောဘတ်အီလီအာထိုးစစ်ဆင်ရဲ့ပြင်ဆင်နေ၏ပြည်တော်စုတက်မတော်တွင်နာမည်ကြီးဖြစ်သောဘိုဂျုံဝီလီယံရှာမင်းကလည်းဂျော်ဂျီးယားပြည်နယ်တစ်လျှောက်တွင်ထိုးစစ်ဆင်ကတိုက်ခိုက်လျက်ရှိနေလေသည်မြောက်ပိုင်းပြည်နယ်များ၌စစ်တပ်အသင်များသည်ဝါရှင်တန်မြို့ကိုဖျက်၍ဘိုဂျုံဂရန်အီတက်ကိုအင်အားဖြည့်နေကြ၏မေလ၄ရက်နေ့တွင်ဂရန်အီပိုတိုမက်တက်မတော်သည် ရာဘီတန်မြစ်ကိုဖျက်ကူးပြီးဒဘုံဘိုဂျုံ တက်ဆွဲနေသောတောထဲသို့ခြိတက်သွားလေသည်။တုံးရိပ်တန်တိုင်းတောကြီးထဲတွင်တိုက်ပွဲများဖြစ်နေ၏။သို့သောဘူဂျိုဂရန်ထံမှတရင်အဆက်ပြတ်၍နေ၏။ရှင်ရဲ့ကြားမှတရင်များရ၏။ထိုတရင်မှဂရန်ဤစစ်တပ်သည်ရှုံညုံထူထပ်သောအရက်တွင်ရောက်နေသည်ဖြင့်တပုံဘူဂျိုအကြီးအကျယ်အားယိုလျက်ရှိကြောင်းသို့သော တက်ဆွဲရ၌တိုက်ထုတ်၍မရသေးကြ။ဂရန်ဤစစ်တပ်မှလည်း သုံးပုံတပုံခန့်ကြာဆုံးထိခိုက်သွားကြောင်းစသည်တို့ကိုသိရလေသည် ထိုသတင်းများကိုကြားရသောအခါလင်ကွန်းမှာများစွာအတက်၍လာလေသည်ဇန်နဝါရီလ3ရက်နေ့တွင်ဂရန်တီရစ်ချမွန်မြို့၏အရှိမြောက်ဘက်ကိုမိုင်ကွာတွင်ရှိသောတပုံတံများကို တိုက်ခိုက်ပြန်၏ထိုတိုက်ပွဲတွင်လည်းနှစ်ဖက်စလုံးအကြအယုံ အလွန်များခဲ့ကြလေသည်ဂရန်တီအလောင်းကောင်းများအနာမီဟုပဲတပုံတို့ကိုဖိ၍တိုက်၏ရစ်ချမွန်မြို့၏ တောင်ဘက်မှဖြတ်၍တဘုံတို့၏ရိတ်ခါလန်းကိုတိုက်ခိုက်ပြီးဖြတ်တောက်လိုက်၏ထိုအခါတွင်တဘို့ဘောကျော်ရောဘတ်အီလီသည်တောထောင်ထူထပ်သောပီတာစပန်မျိုးကိုတက်ရွှေ့ပြီး အခိုင်အမာနေလေတော့သည်ဂရန့်သည်ပီတာစပန်မျိုးကိုဝိုင်းဝန်းပိတ်ဆို၍ထားရ၏ဤအချိန်တွင်ပင် နိုင်ငံရေးပါတီလှုပ်ရှားမှုများပြင်းထန်၍လာလေသည်ဘော်တီမိုးတွင်ကျင်းပသော Republican Party ီလာကန်ကြီးမှာလင်ကွန်းအားတမရာလောင်းအဖြစ်ဖြင့်ထပ်မံ၍ရွေးကောက်လိုက်ကြပြန်၏ပြည်ရင်းစစ်ဖြစ်၍နေစဲတွင်တမရာအပြောင်းလဲမဖြစ်သင့်ဟု ယူဆကြလေသည်မေဤမှာကျင့်နှံ့၍နေ၏သို့တော်လင်ကွန်းကဒုတိယအကြိမ်တမရာအရွေးခံရခြင်းကိုဂုံကြက်တည်းရှိသည်မှန်တော်လဲအလွန်ပင်ပင်ပန်းချောင်းကိုရှင်း၍ပြလေသည်တပုံပေါ်ကျော်ရောဘတ်အီလီသည် အရှုံးမပေးသေးပဲ တိုက်ခိုက်မြင်တိုက်ခိုက်လျက်ရှိ၏ဇူလိုင်လဆန်းတွင်ရောဘတ်အီလီသည်တဘုံဘူဂျိုဂျူဘဲအာလီအာဘူဂျိုဂရန့်ဤတများကိုရှောင်ရှား၍ဝါရှင်တန်မြို့သို့ဝင်ရောက်စီးနှင်းစေ၏တဘုံဘူဂျိုအာလီသည်မြို့တော်သို့လာ၍မြင့်ထားလမ်းများနှင့်ကျင်းနှင်းကျိုးများကိုဖျက်ဖြစ်၏ဝါရှင်တန်မြို့မှကြီးလန်းစာစာဖြစ်၍နေလေသည်သို့သောမြို့ဆောင်တများကခုခံတိုက်ခိုက်နေသဖြင့်ဝါရှင်တန်မြို့ကိုမစီးနိုင်ပေ ဇူလိုင်လ17ရက်နေ့တွင် လင်ကွန်းသည် နောက်ထပ်၍စစ်သား9သိန်းဆင့်ခေါ်လိုက်ရာမြောက်ပိုင်းပြည်နယ်များက အကြီးအကျယ်ကန့်ကွက်လေတော့သည်နယူးယောက်မြို့တွင်စစ်သားစုဆောင်းသည့်ကိစ္စနှင့်ပတ်သက်၍အထီးကျုံးများဖြစ်ပွား၏။အောက်ကုန်းလာလေတို့ရောက်သောအခါဘိုချိုဂရန်သည်ဘီတာစပန်မြို့ကိုဝိုင်းမြင့်ဝိုင်းထားလျက်ရှိ၏။ရီပါဘလစ်ကင်ခေါင်းဆောင်များက လင်ကွန်းအားတမရအဖြစ်အရွေးခံရလိမ့်မည်မဟုတ်ဟု ကြိုတင်ဖေတင်ဟောလျက်ရှိနေကြ၏ဤကိစ္စနှင့်ပတ်သက်၍မေဤနှင့်တိုင်ပင်ရာတွင်လင်ကွန်းတို့အယွင်းမခံရလဲကိစ္စမရှိပါဘူးကွယ်လေးနှစ်လုံးလုံးတို့အစွမ်းကုန်ကြိုးစားပြီးနိုင်ငံအကျိုးဆောင်ရွက်ခဲ့ပြီးမဟုတ်လားဟုပြောလိုက်၏ကံဒါဖြစ်ဘာလို့ကြမလဲကိုယ့်အိမ်ကိုပြန်ပြီးရှေ့နေလိုက်မှာပေါ့ကွယ်ပြိယေတနာဝန်းစားဆိုတာရှားရအောင်မှာပေါ့ကျုပ်က ရှေ့နေလိုက်တဲ့တဲ့ဥစ္စာပဲမေဤသည် ညလုံးများပြောင်းလဲလာပြီးနောက်ကျမကတော့မယုံနိုင်ဘူးတိုင်းပြည်လူတို့ကရှင့်ကိုမရွေးပဲနေမှာမဟုတ်ဘူးရှင်ဟာရှင့်တော်ဝင်ကိုခြေပြွန်အောင်ဆောင်ရွက်နိုင်ခဲ့တဲ့သမရပဲရှင်ပြန်ပြီးအရွေးခံရမှာပဲဟု ပြောလိုက်လေသည်တို့တိုင်အောင်လင်ကုန်းသည်စိတ်တက်မကြည်သာသေးပဲကျုပ်ပြောပြမယ်မေကြီးကျုပ်ရာထူးယူခဲ့တာ၃နှစ်ခွဲရှိပြီ အဲ့ဒီအချိန်ဟာပြည်ရင်းစစ်ကြီးဖြစ်ပြီးချမ်းသာစရာအချိန်တွေပဲလို့ပြည်တော်စုကိုမျက်နှိုးတဲ့လူတိုင်းကပြောနေကြတယ်။ပြီးတော့မြောက်ပိုင်းပြည်နယ်တွေဟာကျုပ်ကိုထောက်ခံကြတော့မှမဟုတ်ဘူးလို့သတင်းရနေတယ်။နယူးယောက်မြို့မှာဆိုရင်လေလူတချို့ကကျုံနာမီကိုတမရလောင်းစီးရင်ကရုတ်သိမ်းပြီးတခြားလူတယောက်ကိုတမရလောင်းအဖြစ်နဲ့ရွေးချယ်ခဲ့စေခြင်းသေးတယ်။ဒါမှသာကျုပ်ရဲ့ Republican Party ဟာအနိုင်ရမှာပဲဟု ပြောနေပြန်၏ ပြီးမှဆက်လက်၍ကျုံမှမျှလင့်ချက်ဆိုလို့ရှိရင်ကျုပ်ကိုအနိုင်ရစေခြင်းနဲ့မေးရအပေးမှုတစ်ခုပဲရှိတော့တယ်ဟု ပြောလိုက်လေသည်သို့တော့လင်ကွန်ဒုတိယအကြိမ်တမရအဖြစ်ပြန်လည်ရွေးချယ်ခြင်းခံရလိမ့်မည်ဟုသောမေဤအယူအဆသည်အကောင့်ထဲပေါ်အောင်ထိခိုက်စွာအကျိုးပြုလာကြသောသူများမှကပြည်တော်စုတက်မတော်ဘိုလ်ချုပ်များပင်ဖြစ်ကြလေသည်စတင်ပါလာနှစ်ရက်နှစ်တွင်ဘိုလ်ချုပ်ချမင်းသည် အာတလန်တာမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးစတင်ပါလ9ရက်နေ့တွင်ပိုချုပ်ရှယ်ရီတန်သည်တဘုံပိုချုပ်အာလီကိုရှီနန်ဒိုအောင်မြဝမ်း၌တိုက်ခတ်ချေမှုန်းနိုင်ခဲ့ပြီးပိုချုပ်ဂရန်ကလည်းတဘုံပိုချုပ်ရောဘတ်အီလီကိုပီတာစပန်မြို့၌တင်းချက်စွာဝင်းရံရွေထားရာအခြားတဘုံတပ်များကိုမိတိနီးနှင်များမကူနိုင်တော့ပဲရှိနေ၏ထို့အခါတွင် လင်ကွန်းကိုအတိုက်ခံပြုလုပ်လိုသောသူများသည် လင်ကွန်းကိုချီကျူးစကားများပြောပြလာကြပြန်၏လင်ကွန်း၏အောင်ပွဲများတွင်ဝေစုဝင်၍ယူကြပြန်၏ယခင်ကမက်ဂလီလန်ကိုအားပေးနေသောသူများပင်လင်ကွန်းကိုပြန်လည်အားပေးလာကြပြန်၏ Republican Party အလုံးမှုဆောင်အဖွဲ့များသည်လည်းလင်ကွန်းအရွေးခံရရေးအတွဲငွေကိုတွန်း၍တုံးကာစ조사လာကြပြန်သည်နောက်ဆုံးတွင်ဗိုလ်ချုပ်များသည်မိမိတို့လက်အောက်ရှိစစ်သားများအားခွင့်ပေး၍နေသူပြန်ကား လင်ကွန်းအတွက်မဲပင်းစေလေသည်အတိုက်ခံတို့၏အင်အားမှကမသေးလှပေငွေကိုရေလိုသုံးကာအတိုက်ခံတို့ကသတင်းစာများစာရွက်စာတမ်းများရိုက်နှိပ်ကာလင်ကွန်းနှင့်မေရီတို့အားဝေဖန်ကြ၏ Republican Party သည်စစ်ကိုပြည်စည်းအောင်မတိုက်နိုင်ဟု၍လည်းဝေဖန်ကြ၏ငွေချုံများလွတ်လပ်ရေးကြေညာချက်များကိုလည်းဝေဖန်ကြ၏မြောက်ပိုင်းပြည်နယ်များရှိဒီမိုကရက်ခိုင်သားတို့သည် ဗိုလ်ချုပ်မကလီလန်သမရဖြစ်မှာငွေကြွန်စနစ်ဆက်လက်တည်မြဲမြီထိုစနစ်မပြတ်ပါကတောင်ပိုင်းပြည်နယ်တို့ကစစ်ရဲဆေးရီပြုလုပ်ကြမည်ထိုအခါတွင်လင်ကွန်းဤငွေကြွန်လွတ်လပ်ရေးကြေညာချက်ကိုဖျက်သိမ်းပြီးတောင်ပိုင်းပြည်နယ်များကိုတီချထူထောင်권ပေးရန်စီစဉ်နေကြ၏သို့သောလင်ကွန်းဤရီပါဘလစ်ကင်ခိုင်းဝင်တို့သည်လင်ကွန်းသမရတက်တန်းတလျှောက်မှာနိုင်ငံရေးစစ်ရေးနှင့် စီးပွားရေးအဖက်ဖက်တွင် ဆုံးရှုံးမှုများရှိခဲ့တော်လဲအကယ်၍လင်ကွန်းတမရအဖြစ်အရွေးမခံရပါကပြည်တွင်းစစ်အတွဲတွင်းမြေကြာရသည်မှာအလားအသက်ဖြစ်သွားပြီးပြည်တော်စုကြီးသည်ပြိုကွဲ၍တားရတော်မူဖြစ်ကြောင်းကိုတည်မြင်လာကြပေသည်တမရရွေးကောက်ပွဲနေ့သို့ရောက်လာ၏ထိုနေ့တွင်ရာသီဥတုသည်ဆိုးဝါးသည်ဖြင့်မိုးအုံ၍နေလေသည်များမကြာမီမိုးသားမုန်တိုင်းများဆင်း၍ကြလာ၏လင်ကွန်းနှင့်တယ်ရီတို့သည် အင်ဖြူတော်မှနေ၍အင်ဖြူတော်အဆောင်တက်သားများမဲယုံများတို့မဲသွားပေးနေကြပုံကိုလှမ်း၍ကြည်နေကြလေသည်နေ့လယ်စာစားပွဲတွင်ပြန်၍ဆုံမိကြသောအခါမေဤကလင်ကွန်းအားသူ့အထင်ကိုမေးဤသူအခါလင်ကွန်းကကျုပ်စိတ်မှာတော့တိတ်မသေးကြပါဘူးကွယ်ဒါပေမဲ့တိုင်းသူပြည်သားတွေအင်မတန်စိတ်ဆင်းရဲနေတော့ကျုပ်ကိုမမပေးချင်တော့လဲမပေးရင်မဖြစ်တဲ့အခြေအနေမို့ မဲပေးခြင်းခံရတဲ့လူတယောက်အဖြစ်နဲ့ကျုပ်အနေဟာတော့တော်တော်ဆန်းတာပဲဟု ပြန်ပြောလိုက်လေသည်ညစာစားပြီးတော့အခါလင်ကွန်းနှင့်ဂျိုရီတို့သည်စစ်ဌာနချုပ်ကျေးနှံယုံသို့ရှောက်၍လာခဲ့ကြပေသည်ညဆယ်နာရီထိုးလောက်ရောက်တော့အခါမင်းကြီးထံသို့ကျေးနှံတစောင်းထပ်၍ရောက်လာ၏ထိုကျေးနှံများအရာ လင်ကွန်းသည်အီရီယာနာနှင့်မက်ဆာချူးဆက်နှင့်နယူးယောက်နယ်များတွင် အနိုင်ရ၍နေကြောင်း မေဤတိရပေသည်မေဤသည်ဝမ်းမြောက်ဝမ်းသာဖြင့်တယ်ရီအားဆရဏာဤထိုးမှအဲ့ရဝင်စေသည် လင်ကွန်းသည်စေဌာနာကျောင်းမှနည်းနည်း၃နာရီတွင် ပြန်၍လာ၏သူအားစေဌာနာကျောင်းကတကောင်စားအဖြစ်ဖြင့်ကနန်းချော်များကိုကျွေး၍လွှတ်လိုက်၏ဤအချင်းအထိဆိုလင်တန်ချိုးများအရာနယူးဂျာစီဒီလာဝဲရနှင့်ကင်တက်ကီပြည်နယ်များမှအပါအခြားပြည်နယ်အလုံးပင် အနံ့ရလိမ့်မည်ဟု တိရှိရပြီးဖြစ်လေသည်မေယီသည် မေယီလန်းနယ်မှပင်လဲလင်ကုန်းက အနံ့ရသည်ကိုဝမ်းသာ၍မဆုံးပေထိုကိစ္စနှင့်ပတ်သက်၍လင်ကုန်းကကျုပ်ကိုဝေဖန်တဲ့လူတွေအများကြီးမေယီလန်းနယ်မှ ရှိကြပေမဲ့သူတို့ဟာကျုပ်ကိုမမုန်းကြဘူးကျုပ်ကလည်းသူတို့အပေါ်မှာ မုန်းတဲ့စိတ်မထားခဲ့ဘူးဒါကြောင့်အရေးကြုံတဲ့အခါမှာကျုပ်ကိုမဲပေးကြပေတဲ့တောင်ပိုင်းပြည်နယ်တွေနဲ့ကျုပ်တို့အစိုးရဆက်ဆံရေးမှာလည်း သူတို့ဘလို့ပဲသဘုံထားတာအညှို့ထားဖို့မလိုဘူးသူတို့ကိုမိတ်ဆွေအဖြစ်နဲ့ကူညီပြီးငြိမ်းချမ်းရေးရအောင်ယူရမယ်တောင်ပိုင်းပြည်နယ်တွေပြန်လည်ထူထောင်ရေးအတွက်ကျုပ်တို့စူးစမ်းရလိမ့်မယ်ဟု ပြောလိုက်လေသည်အပိုင်း30အားဤနေရာမှာရနာပြရသည်ရှင်နားဆင်ပေးပါသောစာချစ်သူများအားလုံးကိုစိတ်နှပါကျမ်းမာချမ်းသာကြပါစေရှင် နောက်လာမည့်အပိုင်းတင်များကိုလည်းစောင့်မျှော်အားပေးကြပါအောင်ရှင်